ဂျပန်နိုင်ငံကနိုင်ငံရဲချားကိုစေရနဝန်ထမ်းတွေဆေလွတ်ခဲ့တာ260ပြည့်ထိမှတ်ခံတော်ကိုလာအိုနိုင်ငံမှာကျင်းပနေပါလေ။လာအိုနိုင်ငံဟာ1965ခုနှစ်မှာ Jaiga Agency ရဲ့အကူအညီကိုပထမဆုံးလက်ခံရရှိခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။ဒီစီစဉ်နဲ့ဂျပန်နိုင်ငံရဲ့ပညာရေး၊စိုက်ပျိုးရေးနဲ့တခြားကဏ္ဍတွေမှာကျွမ်းကျင်တဲ့ဂျပန်လူငယ်တွေကိုဖွံ့ဖြိုးဆဲနိုင်ငံတွေစီကိုဆေလွတ်ခဲ့တာပါ။လာအိုနိုင်ငံရဲ့ဝန်ကြီးထောင်ဆော်ဝမ်ဖောင်ဗီဟန်ကကျတဲ့ပရင်းကခန္ဓာမှာ ဂျိုင်ကာစီရီနဲ့ဝန်ထမ်းတွေဟာလောင်ဦးနဲ့ဂျပန်ပြည်သူတွေကြားအသိပညာဖလှယ်ရေးမှာအရေးပါတဲ့အခန်းကဏ္ဍကနေပုံဝင်ခဲ့ကြတယ်လို့ပြောပါတယ်။အသက်84နှစ်အရွယ်အိုနေရှီနိုရီယိုဟာလည်းဂျပန်စဘာစိုက်ပျိုးရေးနည်းပညာတွေကိုသင်ကြားပေးဖို့လောင်နိုင်ငံကိုပထမဆုံးဆီလုတ်ခံခဲ့တဲ့စီရီနာဝန်ထမ်းတွေကတူဦးဖြစ်ခဲ့ပါတယ်။ I'm filled with emotion. ကျွန်တော်တို့ရဲ့ဇဝါဆိုင်ပြူနီးတွေကတနိုင်ငံလုံးကိုပြန့်နှံ့သွားပြီးအထွတ်နှုံးတွေတိုးတက်ကောင်းမွန်ခဲ့တယ်လို့ကြားရတဲ့အတွက်အတိုင်းမသိဝမ်းသာပါတယ်လို့ ိုနေရှိနိုရီယိုကပြောပါတယ်။ JICA Agency ဟာလက်ရှိအချိန်ထိဂျပန်နိုင်ငံရဲ့စီရီနာဝန်ထမ်း9800နီးပါးကိုနိုင်ငံပေါင်း69နိုင်ငံကိုဆေးလွတ်ခဲ့ပြီးဖြစ်ပါတယ်။ JICA ရဲ့စွမ်းဆောင်မှုတွေဟာကမ္ဘာနေရာတော်တော်များများမှာခြေကျူးခံခဲ့ရပြီး2016ခုနှစ်မှာအာရှရဲ့ Nobel ဆုလို့သတ်မှတ်ခံရတဲ့ Raymond Massey ဆုကိုချီးမြှင့်ခံခဲ့ရပါတယ်။ Nihon no shien tte no wa ကျွန်တော်တို့ရဲ့အကူအညီတွေကိုဂျပန်လူမျိုးတွေရဲ့စေတနာကိုပြသနေတဲ့ဂျပန်ပြည်သူတွေကပေးရတာဖြစ်ပါလေ ဂျိုင်ကာစင်နဲ့ဝန်ထမ်းတွေဟာဆက်လက်ပြီးတော့လဲသူတို့ရဲ့ခိုင်မာဆွေးမြဲတဲ့လုပ်ငန်းတွေကိုဖော်ဆောင်သွားမယ်လို့မျှော်လင့်ပါတယ်လို့ဂျိုင်ကာအေဂျင်စီဥက္ကဋ္ဌကြီးကပြောဆိုခဲ့ပါတယ်ခင်ဗျာ။